ဘုရားဘာသာသည် အလွန်ရှိကြသောအခါကပင်လျင်မြမပြည်သို့ရောက်ရှိလာ၍တထုံတေခိတ္တရာနှင့်ပကံတို့၌ထွန်ကားနေခဲ့၏အထူးအဖြင့်ပကံတို့အိန္ဒိယမြောက်ပိုင်းမှဝင်ရောက်လာသောဘုရားဘာသာသည်အိန္ဒိယပြည်၌ဘုရားဘာသာအစစ်မှန်ကိုဖောက်ပြန်ယိုယွင်းပျက်စီးခြင်းသို့ရောက်အောင်စီမံဖန်တီးခဲ့သည့်တန္တရဘုရားဘာသာပင်ဖြစ်လေသည် ထိုတန္တရဘုရားဘာသာသည် ကာရမန္တရာအင်းအိုင်ခလဲ့လက်ဖွဲ့မောအတက်ဆုံးအတက်ပယောဂအတက်ဝိဇာမယိတိအတက်ဗေဒင်အတက်စေအတက်အဂိယအတက်တို့ကိုလေ့လာလိုက်စားသည့်ဘာသာဖြစ်၏ယင်းတန္တရဗုဒ္ဓဘာသာကို လိုက်နာအကျဉ်းဆုံးသူများသည့်ကခေအားလျော်စွာ အရိယာဘွဲ့ခံယူကြသည့်အရေးကြီးတို့ဖြစ်ကြကုန်သည် ထိုအကြီးကြီးတို့သည် ထိမ်းမြားမင်္ဂလာပြုဝံသော အမျိုးသမီးတို့၏ပန်းဦးလှုပ်ခြင်းဟူသော အပူဇော်ကိုခံယူခြင်းမြင်းမွေးခြင်းမြင်းစည်းခြင်းလက်ပွေတက်ခြင်းတေရတေရတောက်ခြင်းအကိရထိုးခြင်းအင်းချခြင်းမန်နံဆုပ်ခြင်းရရယာစီရင်ခြင်းဆုံးကိုဝေ အတက်တို့ကိုလေလာခြင်းဘေဒင်ဟောခြင်း စေကူခြင်းနတ်ပူဇော်ပတ်တာခြင်း ဝိဇ္ဇာမရေတီအတက်တို့လိုင်စားခြင်းတိုက်တပေါင်းစန်းဒီတဝောတိတ်နမိတ်တို့ကိုယုံကြည်လိုက်နာခြင်းစသည်တို့ ဖြစ်ကြကုန်သည်လက်ဝေပညာသည်ထိုမှဆ၍စင်းသက်လာခဲ့ပေသည်လက်ဝေထိုးခြင်းသည်ကိုယ်ကံပညာရဲ့များအနေတဘာဝအကြဆုံးပညာရဲ့တစ်ခုဖြစ်၍မြမလူမျိုးတို့တွင်လည်းရိုးရာအမွေနှင့်အဖြစ် တတ်မှတ်ခြင်းခံရတော့မြမလက်ဝဲထိုးတတ်ခြင်းသည်လူမျိုးနှင့်အတူရက်တည်ခဲ့ပေ၏ပကံမျိုးငကယုံဖျားတောင်ဘက်ရှိဂူငယ်ဤအရှိမုတ်မြောင်းနေရင်တွင်ကင်းမိကောက်ထောင်းနေသော လူပုံပါသည်ကံပပန်းနဗန်းတတူများနှင့်ကချီတဲ့တို့ကို တွေ့နိုင်သည်ဤဂူဖျားငယ်တီသော ခုနှစ်ကို အသေးချာမသိနိုင်တော့လေ ပကံခင်နောက်ပိုင်းဖြစ်မည်ဟုခံမနိုင်သည်ပုံမှာသိငယ်တော်လဲပကံသားနှူးနဗန်းတက်နေပုံမှာပေါ်လွင်ထင်ရှား၍နှူးလုံးကိုလုံးကိုပန်တောင်းတင်းပြီလင်ခါးစီတူတူမျှသာဝတ်ဆင်ထားကြသည်မှာအားကစားသမားပီတာလှပေသည်တက္ကရေ684ခုနှစ်တွင် ပင်းရရွှေနှန်းတက်တော်မူသော ။ဩဇနာမင်းသည်စကားခွနဲ့ကြောင်းစောက်လုံလူတော်မူသည်။နောက်အခါထိုစကားခွနဲ့ကြောင်းတန်ဃာစုကပင်ပါရာဇိကတ်၌လာတော်ကိဋ္ဌာဂိရိတိုင်းသာအတ္တစီပုဏ္ဏဘဒုက္ခယဟန်းများကဲ့သို့ရုံမာဆိုတန်ကြာ၍ပွဲကြောင်းဂါမဝတိဖြစ်လေကုန်သည်လေစီပေတလာယဟန်တို့လည်းစကားကြောင်းမှထွက်သွား၍ အခြားအသင်ရာနေလေကုန်သည် စကားကြောင့်ယဟန်တို့ပွဲကြောင်းကာမဝတိဖြစ်သောအကြောင်းကဩဇနာမင်းကြီးလူရန်ခဲ့သည်ဝမိုးဝတ်မြေအများကိုမှီ၍အခင်းပွားသောကြောင့်ပရိယပရိပတ်ရော့လေသည်ကို မကြိုက်မနစ်သက်ဟု၍ရန်တော်အချို့စကားကြောင်းမှထွက်ပြေးလျင်ဒူးရင်တောင်ချီတောင်ဘလူးကိုစကိုင်းကြောင်များတွင် နေလေသည် ထိုဆရာတို့ကိုတောနေဧကဇာရဟုခေါ်သည်မြေရွာအနီးကျန်ရသောယဟန်တို့ကိုဂါမဝတိဘဟုဇာရဟုခေါ်ဝေါ်ကြသည်ထိုမှဆ၍အယညဝတိဂါမဝတိအနီးနှစ်ပါး꿰ပြကြသည်ကိဋ္ဌာဂိရိတိုင်းသာယဟန်များတို့လက်ဝေလက်ပံတက်ခတ်အကြောင်းကိုနေပုဇံတိပိဟတ်တေဟီ ဝိယုဇဟုဝိနိပါဠိရှိတကယ်သူပွဲကြောင်ဃာမဝတိတို့သည် ပွဲလန်းဝင်၍လက်ဝေလက်ပန်းတက်ခတ်ကြသည် ပွဲလန်းသည်ပင် အလိုကြိုက်၍ပရိယပရိဘတ်ကို ဖြည့်စွမ်းဆောင်ရွက်ခြင်းမရှိ အကိယလက်ဝေလက်ပန်းကိုသာအလိလာပြု၍အာထုတ်ကြသည်ဤသို့အပြင်ပင်ရကောင်းစားသည်ပွဲကြောင်ဃာမဝတိခိုင် ပေါ်လာသည်။အောင်စည်းကိုတန်ခရာကြသည်။လက်ဝိသက်အလွန်ကောင်းသည်။လက်ဝိစုဖြင့်နှစ်တိုင်းမြင်း35သည် အစည်း20ရသည်။အင်းဝမင်းကောင်းကြီးလက်ထဲအုံးပေါင်စော်ဘွားလက်ဝိကောင်းရှမ်းကြီးကိုအင်းဝသို့ခေါ်ခဲ့၍လက်ဝိမော်ကွန်းတင်ကြီးလာသည်။အင်းဝစကိုင်းတက်ဖက်မရှိ၍တန်ခရာသာကိုစုံစမ်းစီတော့ငါက အထက်မင်းများလက်ထက်လူပြိုလူရွယ်ဖြစ်၍ကြော်သောယုံမျှတက်သည်ယခုမှအသက်69နှစ်ရွယ်ရှိပြီဖြစ်၍တေအောင်တက်တော်မည်ဟုဆိုလိုက်သည်မတေပါစေနှင့်တန်ယုံသာတက်ပါဟုဆင့်ဆိုပြီးမှ စကားကြောင်းတော်မော်ခွန်းဆိုင်ရာမိုးဝတကားအရှိငါးတာချကုန်၌လက်ဝေဝဲကျင်းပါသည် မင်းစော်ဘွားမှစ၍ယဟန်ရှင်လူများလည်းကုန်းပြေမြကြည်သည်ထိုအခါအောင်စည်းကုံတန်ကရာဇာနှင့် ရှမ်းကြီးတို့တက်ကြမည်ဟု ကခုံတီဆိုပြီးလင်တန်ကရာဇာက ခြေဖြင့်ခတ်ရောင်ချောက်ကလက်ရလက်ဖြင့်ရှမ်းကြီးကိုတက်လိုက်ရာရှမ်းကြီး၏မျက်နှာသည် အနောက်မှ နေလေသည် ထိုအခါအုံမောင်စော်ဘွားက တေတော်ပင်အမြင်ကောင်းသည်ယခုမှ အမြင်မကောင်းပါတကားဟုပြောဆိုလျင်လက်ဝဲလက်ဖြင့်တက်လိုက်ပြန်ရာ ရှမ်းကြီး၏မျက်နှာရှိမှ နေမြေနေလေပြန်သည်မင်းနေစောဝါတို့လည်းအံပွဲတရေရှိလာပေသည်ဟုမြင်းနှကောင်ဖြင်းသောလေးနှင့်ငွေတပိတ်သာဆုလက်ပေးကြသည်စစ်သွေးစိတ်ဖြင့်ပြေဆောင်၍ တင်းနေကဗျူဟာကျွဲဝါသောမြမစစ်တီတော်တို့အားလက်နက်မဲ့တိုက်ခိုက်ရာတွင်အရေးပါလာသည့်မြမလက်ဝဲလက်ပန်းတက်ချင်းပညာရက်ကိုတင်းနေကဗျူဟာတစိမ့်တရေတာအဖြစ်ပို့ချခဲ့သည်ကောင်းမောင်ခေနောက်ဆုံးမင်းဖြစ်သည့်တီဘောဘရင်လက်ထက်တွင်လက်ဝဲသက်တော်သူများကိုလက်ဝဲတော်သက်ဟုတတ်မှတ်ကားရွှေတိုင်စီရင်ဝင်အဖြစ်စည်ရင်သွင်းခဲ့သည်ဟု ရာဇဝင်သူတွေဒီတချို့ကဆိုကြလေသည်သို့သောဖြူးကျိုးစီပေါက်ဖြင့်သူ့ဂျွန်ဘဝသို့ရောက်ခဲ့ရသောခရစ်1885ခုနှစ်မှအစပြု၍မြမလက်ဝေသည်မိမိန်သေးတဲ့ငါအချိုးနှိမ်ခံဘဝသို့ရောက်သွားခဲ့ရလေသည်စစ်ဂျိုခေတွင် စီဝါရသမားတို့ကဘုံကြီးပြန်ဖျားပွဲတော်များတွင် လူခေါ်ပွဲအစဉ်ဖြင့် ပွဲသွင်းပေးကြကြောင်းအထက်မြန်မာနိုင်ငံတွင် ကြောက်ချီတခါပေါ်ကြီးတလှည့်ဖြင့်ရက်တီခဲ့ရ၍အစွမ်းထက်သော လက်ဝေသမားများရှာရှာပါပါပေါ်ထွက်ခဲ့သည် အောက်မြန်မာပြည်တွင်မူအရေးချင်းရောအရေးအတွက်ပါပြည်ဆောင်သည်ကရင်မွန်မြန်မာတောင်သူ လက်ဝေကျော်မော်များစစ်ကြိုခင်းနှင့်စစ်ပီးခေတွင် အစမပြတ် ထရပ်ပေါ်ခဲ့သည်စစ်ဂျိုခင်မှလက်ဝဲအကြော်ကြီးများသည် ဝလုံးများကိုကွဲအောင်ထိုးနိုင်ခြင်းလက်သည့်အချိန်စတွင်လည်းညနာတွင် ထုံးတို့ထားသည့်အမှတ်ကိုပင်ထိအောင် ထိုးနိုင်ခြင်းစသည်ဖြင့်အစွမ်းထက်ကြလေသည်အလံလူဝဲကြီးများတွင်လည်းနေလုံးပြောက်သည့်အထိအနိုင်မခံအရှုံးမပေးသောတတ္တိဖြင့်ရှင်ပြိုင်နိုင်အောင်ပင် တလုံးကောင်းကြလေသည်စပိခေလွတ်လပ်ရေးရပြီမှာမြမလဝေသည်အမျိုးသားစွမ်းရည်အဖြစ်ပြန်လည်ပေါ်ထုတ်ခြင်းခံခဲ့ရသည်သို့သောလဝေအားလုံးဝပျောက်ကွယ်မသွားရလျောက်ထိမ့်သိမ့်ချသည့်ပညာရှိများမှာညာသောအဖြစ်တောင်းသူလေသမားများသာ ဖြစ်ကြသည်မြမမှုကိစ္စတရဖြစ်သည့်မြမလဝေအားမြမအမျိုးသားတို့ကိုယ်တိုင်အတွင်းကြကြလေးလာနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်းရန်ကုန်မြို့တွင်လွတ်လပ်ရေးနေ့တောင်သူလယ်သမားနေ့စသည့်တရားဝင်ပြိုင်ပွဲပြပွဲကြီးများတွင် အလင်းသိမ့်သလို ပွဲထုတ်တင်ပြခဲ့သည်သို့သောယနေ့မြောက်မှလက်ဝဲပွဲကြီးများအနေလူဆောင်တက်ဆောင်နှင့်အစွမ်းကုန်ရှင်ပြိုင်ကြရသော ပွဲကြီးများမှာဖန်တွင်ကျင်းပသော ကော်တူလေးပြည်နယ်နေပွဲ မော်လမြိုင်တွင်ကျင်းပသော တော်လှန်ရေးလက်ဝဲပွဲနှင့် ရန်ကုန်တွင်ကျင်းပသည့်လွတ်တပင်လက်ဝေဝဲတို့ပင်ဖြစ်ကြလေသည်မြမလက်ဝေတပ်ပွဲဤမူလလက်ဝေပိုင်းမှာ24ဘီခန့်အကျယ်ဝန်းရှိ၍ဖွဲ့သို့မဟုတ်တဲများခင်ထားသည့်မြေဝိုင်းပင်ဖြစ်၏ထိုသက်ကြမည်လက်ဝေသမားများသည်ဝိုင်းကိုပတ်ပတ်လေလှဲ့ထိုင်လျက်ရှင်ပြိုင်ထိုးသက်နေကြသောလက်ဝေသမားများ၏အလဲအကြတို့ကို ထိမ့်ပေးတတ်ကြသည် ယခုအခါရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင်အနောက်တိုင်းစနစ်နှင့် ထိုးတက်သောလက်ဝဲခုံကြီးများပင်20ပတ်လည်ပေါ်တွင် ထိုးတက်လျက်ရှိကြသည်သို့သောမြမလက်ဝဲထိုးနှင့်အဝင်အပါခုံချင်းခက်ချင်းတို့ကို စိတ်တန်းကြမလုံနိုင်အောင်ဝိုင်းကျင်းနေသည်ဟုယူဆကမြမလက်ဝဲပြိတက်တို့ကမကြိုက်လာပေလက်ဝဲဝဲကျင်းပခြင်းကို နေမွန်းတဲ့ကို မြမလက်ဝေသမားတို့နှစ်သက်၏မြမလက်ဝေသမားတို့သည် အင်းကြီးမပါအထက်ပိုင်းကိုဗလာကျင်းပြီလျင်ဘောင်းမီတို့ပေါ်မှပစိုးကိုသုံးမြောင်ချိုးကခောက်၍ကပုံအဖြစ်စီးနောင်ထားသည် ကပုံစကိုတစ်ဖက်မှဆွဲယူချုပ်ကင်ထိုးနိုင်ဝင်ရှိသည်ကပုံအတွင်းတွင်လည်းကိုခန့်အဆောင်ရောင်များထဲ့သွင်းစီးနောင်ထားလေရှိပြီလျှင် လမ်းမောင်းနှစ်ဖက်တွင်လည်းလက်ပွဲများစီးနောင်ထားလေရှိသည်ထို့သောကိုခံဆောင်ရောင်များအသုံးပြုရသည်မှာပညာလက်ဝေပညာဉာဏ်နှင့်တက်လုံရှိသောညာလေမျက်နာမှာခြေကောင်းထီလင်းကွဲရက်၍ကွဲလင်းရှုံးသောကြောင့်ထို့သောမပွဲရအောင်အသုံးပြုရသည်ဟုဆိုလေသည်ညမလက်ဝေတက်ခြင်းတွင် စီကံကလနာနှင့်လူရင်ကြီးကို ကျင့်သုံးအပ်သောဟံမူရများအပြည့်အဝရှိသည်မြမလက်ဝေတွင် ဖြင်တိုင်းပြောတိုင်းလွှတ်တိုင်းဟု၍ဒိုင်သုံးမျိုးရှိသည့်အပြင်အ ਨੇ ဆုံးလူသုံးဦးမျှပါဝင်သည် ခုံသမารီလူကြီးအခွဲလည်းရှိသည်မြမလက်ဝေတွင် အတန်းအစာခွဲကြရ၌ကိုယ်လေးရင်ဖြင့်မခွဲကြပေလွှတ်တိုင်းဖြင့်ဆောင်ရွက်သူက လုံးရူထောက်လူများကိုတွဲဖက်၍လက်ဝေအဆိုင်ရွေးပေးရသည် များသောအားဖြင့်ခုံသမารီလူကြီးများနှင့်တိုင်ပင်၍လှုပ်လေရှိသည်ပထမတိုင်းလဝိသမားဖြစ်လာလျင်မူအယံမောင်းအလုံးတော့မရွေးရတော့ပဲလူမရွေးရှင်ပြိုင်ရလေသည်ပြောတိုင်းဆိုသည်မှာလဝိထိုးမိသူများကို မထိုးမီအမွန်းတင်၍ကိုရည်သွေးပေးရသည် ထိုအပြင်လဝိဝဲနှင့်ဆက်လင်း၍ပရိသတ်မကျေနပ်လျင်လဲရှင်းလင်းဖြေဆိုပေးရလေသည် နေ့မြမလက်ဝဲတွင် အတန်းအစားများကိုလက်ဝဲပညာအစွမ်းအစားအရည်သွေးကိုမှီ၍ပထမတန်းဒုတိယတန်းတတိယတန်းစရုပ်ရတန်းဟုတတ်မှတ်ထား၏စရုပ်ရတန်းမှာနဂရောတန်းဟုလည်းခေါ်၍လက်ဝဲလောကတွင် ထိုးကန်စားလူငယ်လူရယ်များ အတန်းအစားဖြစ်ကစစ်ကြိုခေတ်ကဂျာဝဲများသာ ထိုးသက်စီပြီလင်အပြောရဆိုင်ဟု ခေါ်၏စရုဒ္ဒရံတွင် ထိုတန်နေသူတို့ အခြားစရုဒ္ဒရံပြန်ပဲများက ဝိုင်းပယ်လာလျင်တတိယရံသို့တက်ရသည်တတိယတိုင်းမှဝိုင်းပယ်လျင်ဒုတိယရံသို့တက်ရပြီလျင်ဒုတိယရံမှဝိုင်းပယ်လျင်ပထမရံသို့တက်ရသည် အတန်းတက်ပြီလျင်အောက်တန်းသို့ပြန်မစင်းရတော့ပေမြမလဝိသည်လဝိဟန်ဤပြဏီကိုင်းနှင့် လက်ဝေတက်နေကြတွင် စိုင်းတီပေရသည်မြို့ကြီးပြကြီးများတွင် စိုင်းဝိုင်းပြည့်အသုံးပြုပြီးလျှင်တောနေများတွင်မူဝိုင်းခါပြက်ခေါ်၆လုံးပန်ပမနှင်းလင်းခွေနှင့်ဝါလခုတ်တို့ကိုသာတုံသည်လက်ဝေဟန်ရေးပြသောအခါလေးကင်းတီပေရပြီးလျှင်ဟန်ရေးပြသူကစိုင်းချက်နှင့်အဝင်အထွက်အခြေအချညီရလေသည်ထိုသက်နေကြတွင်ဘိန်းပေါင်းတီပေရ၍ ထိုးလုံးကျန်းလီဆိုင်းသံမာလီဖြစ်သည်လက်ဝိဟေးပြခြင်းမှာလက်ဝိထိုးသံမည်သူ၏ပညာစွဲမြင့်မြရှိသည်ကိုပရိသတ်လေးလာနိုင်ရန်နှင့်ရှင်ပြိုင်လူသူကလည်းစိန်ခေါ်ရင်းဟေးရပြနေသူ၏ပညာစွဲကိုအကဲခန့်နိုင်ရန်ဖြစ်သည်လက်ဝိဟေးပြရာတွင်နှစ်ဦးတွဲဖက်ဟေးပြသည့်အလေးရှိ၏တွဲဖက်ထိုးသံမည်အဆိုင်ကိုပရိသတ်ကအကဲခန့်နိုင်ရန်ဖြစ်သည် အလျှော်နိုင်ပေါ်ပြီးသောအခါများတွင်လည်းအောင်ပွဲခံရေးဟန်ရေးပြတဲ့ကဲ့သို့ရှုံးသူကလည်းစိတ်မကြေ၍ဟန်ရေးပြသောအလီလည်းရှိသည်လက်ဝေဟန်ရေးပြရာတွင်ယခင်က ကိုရည်သွေးစိုင်းစင်လင်္ကာများရွတ်စုလေးရှိကြတော့လေယနေ့မြမလက်ဝေမားများသည်စိုင်းစင်လင်္ကာရွတ်စုခြင်းလက်ဝေဟန်ရေးပြခြင်းတို့နေပါနေလိမ့်မည် မြမလက်ဝိထိုးရရင်ဦးကောင်းအစခြေပြအစုံကြိုက်သလိုသုံးနိုင်ဦးကောင်းဖြင့်တစ်ဖက်သားပြေးဝင်လာ၌စောင့်၍တိုက်ချင်းလက်နှစ်ဖက်ဖြင့်ချုပ်ကန်၍တိုက်ချင်းစသည်ဖြင့်ကြိုက်သလိုထိုးနိုင်သည်လက်နှစ်ဖက်ကိုမူဖမ်း၍ချုပ်ကန်ရရင်၎င်းလက်သည့်အဖြစ် ထိုးရရင်၎င်းအသုံးပြုသည်လက်သည့်ထိုးရရင် ဖြောင်းလက်သည်ဝိုက်လက်သည်ပန်းလက်သည်ကျုတ်ခတ်ဖြက်လက်သည် ပင်လည်းသည်ပေါက်လည်းသည်အသွားပြန်နှင်းနှလုံးတို့ဇုံထိုးစသည်ဖြင့်အစဉ်တင့်သည်လို့သုံးကြသည်တရောင်ဖြင့်လည်းအတွတ်အထောင်းအထောင်းကြိုက်သည်လို့သုံးရပြန်၏ဒုနှစ်ဖက်ကိုမူတစ်ဖက်သားကိုလက်နှစ်ဖက်ဖြင့်ချုပ်ကန်၍တိုက်ခြင်းဗလာခုံ၍တိုက်ခြင်းမျိုးတွင်အသုံးပြုသည်ခြေပြားကိုကတစ်ဖက်သားကို ဟန်ရေးပြအောင် ခက်ချင်းအဖြစ်၎င်းတစ်ဖက်သားပြေဝင်လာရင်တားကြည်အဖြစ်၎င်းသုံးပြန်၏ဤသို့သောခေါင်းမအစခြေပြားဆုံးအထိကြိုက်သလိုသုံးနိုင်သည် ထိုးလုံးထိုးကွယ်တက်လုံးတက်ွယ်များအပြင်မြမအတိုင်းပညာဤနီးပရိယေတို့ကို၎င်းလဗန်းတန်နီးပရိယေတို့ကို၎င်းကျွမ်းပါဆန်သော အခုံအပြင်းအလွှားတို့ကို၎င်းအတုံးပြကြလေသည် မြမလက်ဝေတပ်ပွဲကိုဖြင်းတိုင်းနှူးကကိုကဲအုပ်ချုပ်၍ရင်းသည့်ဒိုင်းနှူးသလုံးသည်လက်ဝေကျွမ်းကျင်သည့်လက်ဝေသမားဟောင်းကြီးများသာဖြစ်သည်ထိုတိုင်းနှူးကမမိတို့အချင်းချင်းဆွဲကင်ထားသောလက်များကို ဖြုတ်လိုက်လင်ပြိုင်ပွဲဝင်များပြေးဝင်ထိုးနိုင်သည်သို့သောမြမလက်ဝေသမားတို့သည်ဤသို့သောအခွင့်အရေးမျိုးကိုယူလေးမရှိပဲတဖက်သားအား စိန်မလားဟေဟူသည်အနေဖြင့်လက်ခမောင်းခက်ခါစိန်ပြီဆိုသောလက်ခမောင်းခက်တံပြန်လာမှတယောက်နှင့်တယောက်ရှင်ပြန်ကြ၏ထိုမြတာမဟုတ်သည်တူးနှင့်တူးတွေးထက်တန်ယူဖြစ်သည့်အထိအကျိအနေရှင်ပြန်နေကြရမှာတစ်ဖက်သားမှာမလှုပ်တာမရှက်တာအောင်ဖြစ်နေလင်ပြိုင်ဖက်ဖြစ်သူအားကြောပုတ်လိုက်ခြင်းဖြစ်စေ လက်ပြကတားလိုက်လင်းဖြစ်စေဒိုင်လူကြီးကတားလင်းဖြစ်စေထိုးသက်နေခြင်းကိုချက်ချင်းရနာ၍စောင်းရသည်တဖက်မှအသိဖြစ်မဖြစ်ကိုလည်းလက်ခမောင်းခက်ကစိန်ဗလာဟေမေပြီမှအရင်ဆိုင်ထိုးသက်လေးရှိသည်တဖက်မှ အသိမရှိသေးခြင်းမိမိကိုမိမိအကာအကွယ်မယူနိုင်လောက်အောင် အခြေအနေစိုးဝနေခြင်းတို့ကို အခွင့်ကောင်းယူက ထိုးသက်ခြင်းမပြု၍ထိုပြုမှုမှာ အာဂတစိတ်တကိုအပြည့်အဝပြတတ်သည့်အပြုမှုမျိုးပင်ဖြစ်၏ထိုသူတို့ဦးမကြာခဏနဗန်းတက်တကယ်သို့ထွေလုံးရစ်ပတ်နေလျင်ဒိုင်များကလူခွဲပေးရသည်အချီကောက်ရာတွင်အချင်းနှင့်ကက်သက်ခြင်းမရှိ လေးချိန်လေးလာတိတိရှင်ပြိုင်ချင်းကိုတချီဟုခေါ်ပြီးလျင် လေးချီမှာတပွဲဖြစ်သည် အချို့ဒေသများ၌၃ချီ၃လာထိုတက်ပြီး လက်သည်ဒူကောင်တရောင်တို့ဤဒံရတကျဲဖြင့်တွေးထက်တန်ယူဖြစ်လာသောအခါအရှုံးအနိုင်ပေါ်လေသည်၎င်းမှ တွေးယူစီခြင်းပါဇက်အတွင်းမှ တွေးများယူစီခြင်းတို့ကို အတွင်းကွဲခေါ်၍မြေသည့်အကွဲတွင်မဆိုတွေးကို၃ချိန်၃ကား၃နိုင်တွင်ရှိ၏တွေးရက်သွားလျင်ဆက်ထိုးနိုင်သည်တွေးမရက်ဘဲငေါငေါထွက်နေလျင်ကွဲရှုံရှုံရသည် အပြင်ကွဲဆိုသည်ဒူးကွဲခြေပြားကွဲလက်သီးကွဲနှင့်လက်သေးကွဲတို့ဖြစ်၏ထိုးသူက လက်သီးဒူးတို့ဖြင့်တစ်ဖက်သားကွဲအောင်ထိုးတတ်ရ၏လက်သေးဖြင့်ကွဲအောင် မကုတ်ဖြတ်ရကုတ်ဖြတ်၍ကွဲသည့်အကွဲကို အရှုံးအနိုင်မပေးပေလက်ဝေသမားနှစ်ဦးထိုးတတ်ရတွင် တဦးသည်နဖူးတော်၎င်းဦးကောင်းတော်၎င်းမြက်ကုန်းတော်၎င်းမေးရိုးတော်၎င်း ကွဲသွားခဲ့လင်ဖြင်းနိုင်လို့သူကကွဲသည့်တန်ရာကိုသူ့လက်နှင့်မပို့မကင်တွေရခုံသမารီအကဲဖြတ်လူကြီးများကသာကင်တွေဆုံးဖြတ်ပေးရလေသည်ခုံသမารီလူကြီးများကထိုးသားနှစ်ဦးလက်တို့ဖြင့်ကုတ်ချင်းကြိုက်ချင်းသပင်ဆွဲချင်းလေပင်ညှစ်ချင်းမအားပုတ်ခတ်ကန်ကြောက်ထိုးချင်းမပြူရအောင်အထူးတားမြစ်ရသည် ။တာမြင့်၍မနာခံသူကိုထိုက်တင်သည့်အဖြစ်ပေးရသည်။ထိုသက်ရင်တူဦးကျိုးရန်အပြင်ဘက်သို့လက်တစ်ဖက်ခြေတစ်ဖက်ရောက်သွားလျင်အခြားသူကလိုက်၍ဆက်မထိုးရပေ။ထိုးလျင်တိုင်းကထိုက်တင်သလိုအပြည့်ပေးခွင့်ရှိသည်။ထို့ပြင်လဲကျနေသူအားထိုးခြင်းတိုက်ခြင်းကန်ခြင်းမပြုရပေ။သို့သောလဲကျနေသူကလည်းကြောမြေတိရင်မြေတိ ဘေးမြေထိဖြင့်ဖြည်းင်းသုံးမျိုးနှင့်အညီပြပြဝတ်နေရပေသည်။တွေးထက်တန်ယုံမဖြစ်ပဲပြိုင်ပွဲကိုဆက်လက်မထိုးသက်နိုင်အောင်အနာရီယဖြစ်ခဲ့ရင်လည်းအချုံးအနိုင်ရှိသည်။အနိုင်ရှုံးကိုလွှတ်တိုင်းနှင့်ခုံသမารီလူကြီးများညှိနှိုင်း၍အဆုံးဖြတ်ပြီးသို့သောယနေ့ခေတ်မြမလက်ဝေတွင် ဆရာဝန်စောင့်ချက်ဆုံးဖြတ်ထားသောစနစ်ပေါ်ပေါက်နေလေသည်မြမလဝေတွင် ကွဲရှုံးကြောက်ရှုံးတရေရှုံးနှင့်တက်လုံရှုံးဟူ၍ရှုံးခြင်းလေးမျိုးရှိသည်စီမင်းဥရေယကွဲရှုံးနှင့်တက်လုံရှုံးတို့သာအတိအမှန်ပြုသည် ကြောက်ရှုံးနှင့်တရေရှုံးတို့ကိုအတိအမှန်မပြု အခါကြီးငွေလည်းမပေးပေထို့ပြင်မြမလဝေတွင်ဂျားပွဲနှင့်အလံပွဲဟူ၍ရှိရာ ရှားပွဲမှာတူးနေတူးစိန်ခေါ်၍ထိုးကြသောလေးကြည်တိတိရှင်ပြန်ရသည့်ပွဲတာဖြစ်ပြီးလင်လေးကြည်စေ၍အရှုံးနိုင်မရှိလင်တရေဝဲပင်ဖြစ်သည် အလံပွဲမှာမူရှုံးထွက်စနစ်ဖြင့်ထိုးတက်ရသည့်ဘိုလ်လူပွဲဖြစ်သည် လေးကြည်စေလင်အရှုံးနိုင်မပေါ်မချင်းထိုးတက်ကြရလေသည်ယင်းအလံပွဲကြီးများမှာမြမလဝိသမားတို့၏ ဇွဲတတိနှင့်ကြံ့ခိုင်မှုကိုစမ်းသပ်တော်အစေအပိုင်းဖြစ်ပြီးလင်ဒေါနယ်ကြီးများတွင် ထိုးကျိတ်ထိုးတက်ကြရသော အလံပွဲကြီးများတွင် နေကင်းမွတ်တဲ့မှအလံလူးကြရသည်မှာနေလုံးရောက်သည့်အတိုင်းအလျှောနိုင်မရှိသည်ဖြင့်တည်ရည်ဖြစ်ရသည်ဟုဆိုလေသည်မြမလဝေကိုကပအာကသာစီကံအရာကျေးဇူးဟုဆိုရမည်ဖြစ်တော်လေအခါကျင်းဝင်များမှာမပြောပါတော့ပြီ စင်စစ်တော်ကမြမလဝိသမားများသည်အခါချင်းဝင်မြန်လို့၍ထိုးတက်နေကြသူများမဟုတ်ပေရင်းတို့တွင်လေယာကိုင်းညိုချမ်းမြေပိုင်သူအမြောင်များပါရှိကြပြီလင်အမျိုးသားစွမ်းရည်ကိုမြန်လို့ခုံမင်စွာ ထိမ့်သိမ့်လိုသည်ဖြင့်ထိုးတက်နေကြသူများသာ ဖြစ်ပေသည်မြမနိုင်ငံနှင့်အိန္ဒိချင်းနိုင်ငံများဖြစ်သည့်ကမ်ဘောဒီးယားလောနှင့် ထိုင်းနိုင်ငံတို့တွင်မြမလက်ဝိပုံသွင်း ထိုးတက်ကြသည်လက်ဝဲထိုးနည်းများရှိသည်သို့သော အဆိုပါနိုင်ငံများ၌လက်သည်တွင်လက်အိမ်များဆို၍ထိုးတက်ခြင်းကိုတီထွင်ထားလေသည်